ဇာတာပတိနေမွေစွာလုံးမင်္ဂလာပါ2025ခုနှစ်ဧပြီလ15ရက်နေ့20ရက်နေ့အတော်တွင်မှာအပြန်ဆိုင်နေကြားတဲ့အတိုးတက်မှုလမ်းကြောင်းတွေပေါ်လာနေမယ်တခါမှမလုပ်ဘူးသေးတဲ့ကိစ္စဒီအချိန်တော့ဖြစ်နေမယ်မရွယ်ထားပဲဆောင်ရွက်လိုက်တဲ့ကိစ္စအထူးခြားတဲ့အကျိုးဆက်ကောင်းဖြစ်ရရှိနေမယ်ဆောင်ရွက်လိုက်တဲ့ကိစ္စအနေကျိုးဆက်ကောင်းကိုရရှိလာနေမယ် သုံးဆွဲလိုက်တဲ့ငွေကြေးကနေကောင်းသောအချိုးဆက်တွေပြန်လည်ရရှိနိုင်မယ်။ကိုကနေကူညီလိုက်တဲ့သူအောင်မြင်သွားနိုင်မယ်။အရဝေးကိုသွားဖို့ကိစ္စစီစဉ်တာအစဉ်ပြေနိုင်မယ်။ပိတ်နေတဲ့လမ်းကြောင်းကိုပွင့်ပြီးတော့ဘဝတလန်းတစ်ခုကိုဖန်တီးနိုင်နိုင်မယ်။အရာရာတိုက်ခတ်နေတဲ့ရှင်ပြီးတော့မယ်။ပေးဒီမေးခြင်းတဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကိုအသုံးပြုပြီးတော့ ်မင်းများလက်ယုံနဲ့ကိုတိုင်ကိုကြလူတွေလာမေးတဲ့အတွေ့အကြုံမျိုးရရှိအောင်စူးစမ်းပေးထားတယ်။ဒါကြောင့်စံစာနေဖို့ application ကိုယုံကြည်စွာ သုံးချနိုင်ကြောင်းတင်ပြပါမယ်။စံအရည်နေမှာပြီးမှလိုရာပြည့်စုံမယ်။ဆက်ချောင်းရည်နေပြဿနာဟောင်းနေဖြည့်ရှင်းရမယ်။ရန်တိုက်ခံနေတဲ့ထိတ်တိုက်တွေ့မယ်။အဲ့ဒီကမဟာဒဇန်တက်နေဖြစ်တယ် ။တကြံတက်ချိန်ဖြစ်တဲ့မနေ့စနေ42မိနစ်20ခန့်အချိန်မှာကုသိုလ်ကောင်းမှုတစ်ခုခုပြုလိုက်ရင်လည်းအဆင်ပြေတယ်။18ရက်နေ့အရာရာကောင်းခြင်းလိုရာပြည့်စုံခြင်းစိတ်ချမ်းသာခြင်းတွေနဲ့ပတ်သက်တဲ့ကံပွင့်တဲ့နေ့တစ်ခုဖြစ်တဲ့နှစ်ဆန်းတဲ့နေ့ပါပဲ။ဒါပေမယ့်နေ့မှာမဟာယဇ်ကျမ်းဖြစ်နေတော့အသွားလာဂျူးဆက်ရမှာပေါ့။ညနေ3နိုင်နဲ့4နိုင်ခွဲခြင်းသွားလာဂျူးဆက်ရမယ်။ပြီးတော့အရှိတောင်ရက်ကုန်တည်သွားစရာနေ့ရှိတတ်တယ်။ ဆက်ရှိနေမှာတော့ထူးခြားတဲ့ပြောင်းလဲတဲ့တိုးတက်မှုတွေရှိလာမယ်။အရဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်ကြိုးပေးမယ်။ဘဝကန်တက်မယ်။ဒါပေမဲ့အိန္ဒိယငကဘော်ရက်နဲ့တိုက်နေတယ်။တောင်ရက်ကိုတည်သွားစရာနေရှိတဲ့နေ့ဆရနိုင်တဲ့တနိုင်ခွဲတွေမှာတော့အန္တရာယ်လွှမ်းမိုးနေတဲ့သတိရှိရမှာပေါ့။ဆကိုရက်နေ့မှာငွေချေးကန်လက်ကန်ကောင်းတယ်။စီးပွားကန်ပွင့်မယ်။လိုရာပြည့်စုံမယ်။ဘဝတိုးတက်မယ်။၂၀ရက်နေ့ကတော့မှန်တယ်လက်တွေ့ကွာမယ်။ လုံးလိုက်တာလုံးအလွဲလွဲချော်ချော်ဖြစ်မယ်နေကင်းကြော်ပြီးမှပြန်ဆင်ပြေမယ်၂၁နှစ်မှဆုံးဖြတ်ချက်မှန်မယ်အလုံးတိုးတက်မယ်ဘဝရည်ရွယ်ချက်အောင်မြင်ခြင်းကံကောင်းခြင်းကိုမလွဲသေးချပေါ့ကျုံ့ထွေရပါလိမ့်မယ်တနင်္လာနေ့သောကြနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္ဂနွေဗုဒ္ဓနေ့မွေးသူများကြောင့်စိန်နောက်ဆက်တိုက်ခန်းလေးတွေရှိတတ်တယ်တစ်လေးခွန်ကနန်းတွေကျိုးပေးတယ် အညိုရောင်ပြာရောင်မိခိုးရောင်တို့သုံးပြီးတော့လူရှိရာကိစ္စတို့ကိုလောက်ကင်နိုင်တယ်။ကောင်းချင်းကံကြမ္မာနဲ့တိုးတက်ခြင်းတွေရဖို့အတွက်ရွှေရည်မကြခဏဒုဒါနာပြုပေးလိုက်ပါ။ကျေးဇူးတင်ပါတယ်။